ခနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစမ်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စနေသားသမီးများကြိုတင်ချင်းစနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနေဘုံမြမရိုးရာအထောက်အကင်းဆောင်မှာဟောကြားထားသောစနေသားသမီးများအတွက်2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလိုစက ခရိုင်လေးနေပြီးတော့တောင်းဆိုပါရစေအစ်စ်တနိုင်းတီအောင်လဲဒိနာခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် စနေသားသမီးများအတွေ့15ရက်စာဟော့စတန်ဒီကာလအတွင်းမှာစိတ်ချမ်းမြေ့ခြင်းအလိုရှိရာပြည့်စုံခြင်းကံမြမာခြင်းရှိမယ်စိတ်ကူးစီစဉ်ထားသည့်များလက်တွေ့ဆောင်ရွက်လို့ဖြစ်ပေါ်အောင်မြင်မယ်ကောင်းသောတည်င်းစကားများကြားသိရမယ်ဘာသာရေးကိစ္စများမရည်ရွယ်ပဲလုပ်ရတတ်တယ်မိသားစုတွင်လည်းအလူမင်္ဂလာကိစ္စများကြုံရမယ်ပြောင်းလဲနေတဲ့လုပ်ကိစ္စမွေးကြေးကိစ္စများစနစ်တကျစီမံဆောင်ရွက်၍အဆင်ပြေသောအနေအထားရှိပါလိမ့်မယ်ရွှေတဲ့ပစ္စည်းဝင်ခြင်းငွေအလုံးအခဲလိုက်ဝင်ခြင်းကြုံရ မယ်အလူတစ်ခုသွားရင်ဖနက်ပြောက်လိမ့်မယ်အလွန်ကောင်းပါလေဖနက်မပါပဲအိမ်သူတက်တက်မတ်မတ်ပြန်မှာဖနက်တဲ့ဝယ်ယူခြင်းမပြုတ်လို့တဲ့မှာမကောင်းသောအဆုအညံများတဘာတဲ့ပါသွားပြီဟုယူဆပါထို့သူဖြစ်ပြီးနာယီပိုင်းရပိုင်းအတွက်မှာသတင်းကောင်းများကြားသိရလိမ့်မယ်တွေ့သားမဆက်သူတို့ရဲ့ကျမ်းမာရေးအတွက်မွေကုံအချိန်ကုန်ခံ၍လိုက်လံဆောင်ရွက်ပေးရမယ်ကုသိုလ်ပြုသည့်သဘောဖြစ်၍အထူးကောင်းလာပါတယ်ခရီးသွားရင် လူသူအယောက်နှဲပါသော နေရာသို့ရောက်ရှိတတ်တဲ့ထူးခြားသောပုဂ္ဂိုလ်သူတော်စင် င်တန်ဃာတော်တပါးပါအားဖူးတွေ့ရလိမ့်မယ်အဆောင်လက်ဖွဲ့ကောင်းထူးခြားသည့်ပစ္စည်းတစုံတရာပေးပါကကိုနှစ်မကွာဆောင်ယူပါအလို့အကျန်စီအစ်စ်များအကောင့်ထဲပေါ်တင်ပါတယ်ကြီးကြီးကျယ်ကျယ်တွေးတော့ကျန်စီလေးအဆင်ပြေလေးဖြစ်ပါလိမ့်မယ်မိအိမ်မိလုံးမိချောင်းကွဲသည့်ဂျုံမာကအနည်းဂျုံမြင့်နမိတ်ဖြစ်ပါတယ်နေခိတပြောင်းရွှေ့နေထိုင်ခြင်းကုသိုလ်ကောင်းမှုပြုခြင်းခေါင်းလျှော်ကောင်းစီခြင်းပြုပါမှတော်ယုံကြပါလိမ့်မယ်နိုဝင်ဘာလ2ရက်3ရက်4ရက်နေ့များတွင်ရှင်ပြိုင်ပြီးလှုပ်သည့်ကိစ္စများအောင်မြင်မယ်ခရီးကိစ္စအကျိုးပ ပေးမယ်လူမျိုးကွဲလူမျိုးသားများမှာမိမိအားအထောက်အကူပြုမယ်ဘာသာရေးနဲ့ပတ်သက်၍လှုပ်ရှားဆောင်ရွက်ရမယ်ထူခြားသည့်ရုပ်ထုအောင်ရှင်းအောင်ပစ္စည်းများလက်ခံရရှိမယ်မိသားစုတွင်အိုအိမ်နေရာထိုင်ခင်းပြုပြင်ခြင်းပြင်ဆင်ပြောင်းရွှေ့ခြင်းများအတွေ့အစီအစဉ်များအစဉ်ပြေမယ်ဘိုးဘူးနေအင်္ဂါနေ့မွေးသူများနှင့်ပူးပေါင်းလုပ်ကမ်း၍အကျိုးရှိမယ်အောက်တိုဘာလ22ရက်23ရက်25ရက်28ရက်29ရက်30ရက်နိုဝင်ဘာလ1ရက်နေ့များတွင်မိမိဆောင်ရွက်ထားသည့်ကိစ္စများမှအကျိုးကောင်းရရှိသော ောအနေထားတွင်သူတစ်ပါးမှလူယူခြင်းကြုံရမည်။စနေနေ့တနင်္ဂနွေနေ့မွေးသူများမယိုမသားရှုပ်ရှုပ်ထွေးထွေးပြုထားသည့်ငွေကြေးကိစ္စအစင်းစရာကိစ္စများတာဝန်ယူဖြည့်ရှင်းပေးရလိမ့်မယ်။ကြာသပတေးနေ့မွေးသူများနဲ့မကြာခဏစကားများရမည်။ဖခင်တို့မဟုတ်ဆွေမျိုးကြီးကဲကျမကြီးအညံ့ရှိပါれ။နေရင်တို့အိမ်တော်ပြက်တစ်ခုလက်လာရောက်မိကိုနေထိုင်မှာကလက်ပိတ်မယ်။အော်တိုဘာလ22ရက်24ရက်26ရက်29ရက်30ရက်နေ့များတွင်ဥတီချက်ပြောင်း၍လုံသောကိစ္စ ားများအဆင့်ပြေမယ်စုပေါင်းလုပ်ငန်းများအကျိုးပေးမယ်မိကောင်းဆွေကောင်းအထောက်အကူရမယ်ရင်ရွှေလေးရေလင်ယာဥယင်အဆရှိသည့်ပေါ်ရုံနံပစ္စည်းများအတွေ့စကားပြောဆိုလို့အဆင့်ပြေမယ်ကြံကြာနေသော ခီးကိစ္စများအဆင့်ပြေမယ်ဆုံးဖြတ်ချက်မှန်ကန်မယ်ခီးသွေး၏အကျိုးရှိမယ်ပြောင်းလဲလုပ်ငန်းသော လုပ်ငန်းတို့မှထူးခြားသော အကျိုးရရှိမယ်အမျိုးသမီးမိတ်ဆွေတို့အူထံမှအကူအညီကောင်းများရရှိမယ်အကျိုးပေးသောအရာအပြာရောင်ပန်းရောင်ခရမ်းရောင်ကျက်သွေးရောင်တို့သည်မိမိအတွက်ကျက်သည်တိုးပွားစေသော ောအယောင်များဖြစ်ပြီးရအရေးကြီးကိစ္စများဆောင်ရွက်ရ၌ရွေးချယ်၍ဝတ်ဆင်သင့်ပါသည်။ကံကောင်းစဉ်သောပန်းများမှာစပယ်ပန်း၊စင်ချယ်ပန်း၊တစ္ဆပန်း၊မြေမြူပန်းတို့သည်ဖျားတင်ခြင်းမှအစစီပွားတဲ့လက်ပွင့်စည်းရန်ပန်းအုပ်ထိုးခြင်းအထိဆောင်ရွက်နိုင်သောဓာတ်ပန်းများဖြစ်ပါသည်။အချို့ပြည်ကနန်းများမှာယခုကာလအတွင်းစနေနေ့မွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရရသော၎င်းထူစားသောနမိတ်ရရထီထူသောအခါတွင်၎င်းညံခွင့်အုံချ၍ထီထူပါယခုကာလအတွင်းအချို့ပြည်ကနန်းများမှာနှင်းငါ ခွန်ကိုကနမ်းများဖြစ်ပါတယ်ရေရယာအင်္ဂါနေ့တွင်တကြားပလာတာ၅ခုတန်ဃာတော်တို့အားလှူဒါန်းမှာမုံစိမ်းပေါင်းကို စီဆန်း၍စွန့်တော်တယ်မှာကစွန့်ညွန့်ငါညွန့်ဖန်ပန်းဝရဲတွင်ထိုး၍အနေပါထားရှိပါနေရှိရတောင်ဟောင်းများရှောက်ဖွေ၍ရာဟုတောင်းအနောက်မြောက်တောင်းရက်တွင်တွား၍စွန့်ပြပါတစောင်းမုံလာတွင် တိရုပ်စကားပန်းဖရမလူကောင်းမှာဇနေသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဇနေသားသမီးများတွင်တိုက်ဆိုင်မှန်ကမှာက ကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟောစတန် channel မှာနာမည်ကြီးဘေရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟောစတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တိုင်းသိရအောင်လေဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်